ဒီနေ့မှာတော့မလေးရှားနိုင်ငံရဲ့ထက်ရှင်ကိုကနေပြီးတော့မြန်မာနိုင်ငံရဲ့ KPI ရဲ့ကိုပတ်စံလိုမျိုးလွှဲရမလဲဆိုတော့ကိုပြောပြပေးသားမှာဖြစ်ပါတယ်။ပရမအုပ်ဆုံးကျွန်တော်တို့ထက်ရှင်ကိုလည်းကိုဝင်လိုက်ပါ။ Okay ထက်ရှင်ကိုလည်းကိုရောက်ပြီဆိုတော့လည်းကျွန်တော်တို့ transfer ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဗျာ။ transfer ဆိုတဲ့နေရာရောက်ပြီးရင်ကျွန်တော်တို့ semen ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါ။ semen ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာ overseas ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ရေးပေးလိုက်ပါ။ ဟိုဆက်ကိုပြပြင်ခဏလောက်ဆောင်းအောင်မယ်โอเคညွှတ်လာပြပြီဒီညွှတ်လာပြပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာငွေစည်းကိုတစ်ချက်ကြည့်မယ်ပေါ့နော်ငွေစည်းကတရားကိုဆိုလို့ရှိရင်6000ကျော်ရမယ်အဲ့တော့ကျွန်တော်တို့ထောင်းဆွေးစည်းပေးလိုက်မယ်ပေါ့နော်တထောင်းကြဲမယ်ပေါ့နော်ဥမာကိုလူလဲမဲ့အမောက်ကိုကိုရွှေ့ပြလို့ရပါတယ်အဲ့တော့ထောင်းဟိုဆေးဟာထောင်းတထောင်းပြီးရင်ကျွန်တော်ဒန်းတွေကိုနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင် ဘလင်းငွေတစ်ထောင်ဆိုလို့ရှိရင်မှငွေဘယ်လောက်ရမလဲဆိုပြီးတော့သူလာပြောင်းမယ်ပေါ့နော်အကေကိုကဒီဇိုင်းနဲ့လက်မှာတေးချတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုတင်းညိုးလေးကိုနှိပ်ပေးလိုက်ပါကိုနီးလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ e-wallet ဆိုတဲ့နေရာလေးကိုတစ်ချက်ရပြီးတော့ရွှေ့ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ next ကိုနှိပ်လိုက်ပါ next ကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ travel visa ဆိုဆိုလို့ရှိရင်ဒီအောက်မှာလာပြီးတော့ပြမယ်အကေ travel visa မဟုတ်ဘူးအသစ်တစ်ယောက်ကိုပဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ add new ကိုနှိပ်ပေးလိုက်ပါ ့ NU မှာကျွန်တော်တို့ requirement တွေရဲ့နာမည်ကိုဒီနေရာမှာအစနဲ့အလယ်အဆုံးကိုကျွန်တော်ရေးပေးလိုက်ပါအနှစ်ပေးလိုက်ပါပေါ့နော်အဲတော့ကျွန်တော်ကဒီမှာဒီမှာအောင်ကိုပေါ့နော် A U N G ဒီအောင်ကိုโอเคပြီးသလိုရှိရင်တော့ Francis ဆိုတဲ့ relationship ဆိုတဲ့နေရာမှာကျွန်တော်တို့က ဒီ fan friend ပေါ့နော်ကျွန်တော်ကိုယ့်ရဲ့တငယ်ချင်းကို ram မယ်ဆိုပြီးတော့ကျွန်တော်တို့ friend ကိုနှိပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ ram ရဲ့ဖုန်းနံပါတ်ကိုတစ်ချက်ရှိပေးလိုက်ပါကျွန်တော်ကတော့ဆိုတော့ကျွန်တော်ရေးပေးလိုက်မယ်ပြီးရင်ကျွန်တော်နှိပ် continue ကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ကဒီနေရာမှာ ram တို့ရဲ့ဒီ kp ကိုဒီမှာဒီ share လိုက်ရေးပေးလိုက်ပါတို့ပြီးဆိုလို့ရှိရင် ram တို့ရဲ့ kp ရဲ့ဖုန်းနံပါတ်ကိုဒီမှာထပ်ပြီးတော့ဖြည့်ပေးလိုက်ပါအားစင် ားခြင်းโอเคပြီးရင်ကျွန်တော်ဒန်းကိုနှိပ်ပါဒန်းကိုနှိပ်ပြီးရင်နေကိုထပ်နှိပ်ပေးလိုက်ပါโอเคဒီနေလေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာကြောင့်လွှဲတာလဲဆိုတာဒီမှာလာပြီးတော့ကျွန်တော်တို့ဒီ reason လို့ပေးရမှာပေါ့နော်အဲ့တော့ reason ဆိုတဲ့နေရာမှာကျွန်တော်တို့ကပရမအုပ်ဆုံးဆိုတဲ့ဒီပရမအုပ်ဆုံးနေရာမှာကျွန်တော်တို့ကဒီ virus ပေးမှလဲဆိုတဲ့နေရာမှာကျွန်တော်ကဒီ family နဲ့သက်ဆိုင်တဲ့နေရာလေးကိုကျွန်တော်ရေးလိုက်မယ် okay family ကိုကျွန်တော်ရွေးပစ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကအချောင်းမှာကျတော့ကျွန်တော်တို့ဒီလာစာဆိုပြီးတော့ strategy ကိုကျွန်တော်ရွေးပစ်လိုက်မယ်ပေါ့နော် strategy ကိုရွေးပစ်ဆိုလို့ရှိရင်အောက်မှာကကျတော့ကိုကတခြားသူကိုကိုညီပြီးတော့လွှဲပေးတာလားဒါမှမဟုတ်ကိုကိုယ်တိုင်လွှဲတာလားဆိုပြီးတော့လာပြီးတော့ပြေးခိုင်းနေပေါ့နော်ကျွန်တော်ကိုယ်တိုင်လွှဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က I'm the sender ဆိုတဲ့နေရာလေးကိုချက်ရွေးထားပေးမယ်ပြီးရင်ကျွန်တော်တို့ code name ကိုနှိပ်လိုက်ပါ ကိုတင်းညင်းကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကိုလွှဲမဲ့သူရဲ့ information အချက်လက်အကုန်လုံးဒီမှာမှန်လားမမှန်ဘူးလားဆိုတာတစ်ချက်ကျွန်တော်တို့စစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့စစ်မယ် KP နံပါတ်ဟုတ်တယ်နံပါတ်လွှဲမဲ့သူရဲ့လွှဲမဲ့သူရဲ့နာမည်ကျွန်တော်နာမည်ကကျွန်တော်အောင်ကို email နဲ့ဟိုတယ်ပြီးရင်အဲ့မဲ့အမောက်ကမလင်းငွေတစ်ထောင်အမောက်ငွေဆိုလို့ရှိရင်ကိုသိန်းကိုကိုသိန်း9000ကျောင်းရှင်းမယ်။နောက်ပြီးမလင်းငွေတစ်ချက်ဆိုလို့ရှိရင်ဘယ်လောက်ရှင်းမယ်။အကုန်လုံးကိုတေချာစစ်ပြီးပြီဆိုလို့ရှိရင်တော့အဲ့မဲ့လွှဲလို့ပြပြီးတော့ဝင်မဲ့အချိန်ကကြတော့ဒီ ဆန်ကားမနေဆိုပြီးတော့လာပြမယ်ပေါ့နော်ဆန်ကားမနေဝင်ချင်တော့ကြာမယ်โอเคအလုံးကားတေချာသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာ mind jet လေးပေါ်နေပြလိုက်ပါ mind jet လေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ continue ဆို confirm ဆိုတဲ့ဆိုတဲ့ confirm ဆိုတဲ့နေရာလေးကိုနှိပ်ပြလိုက်ပါပြင်ခဏလေးဆောင်ပြရမယ်ပေါ့နော်โอเคဒီနေရာမှာဆိုလို့ရှိရင်အားလုံးစင်ပြေသွားပြီဆိုလို့ရှိရင်နော်ကိုယ်စီမှာပတ်စံဖြတ်မဲ့အပိုင်းကိုလာပါပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေးဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါ။ ပေးဆိုတဲ့နေရာမှာဒီနေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့ password ကိုထည့်ပေးလိုက်ပြီဆိုတာနဲ့ကိုယ့်လွှမ်းမဲ့သူစီကိုကိုယ့်လွှမ်းမဲ့သူစီကို35မိနစ်အတွင်းအစံကောင်းရောက်သွားပါလိမ့်မယ်။ view လေးကိုကြည့်ပြီးတော့အလုံးလုံးတက်သွားမယ်လို့ထင်ပါတယ်။အကယ်၍နားမလည်တာမသိတာရှိရဆိုလို့ရှင်ကျွန်တော်ရဲ့ comment မှာလာပြမိသွားလို့ရပါတယ်။အားလုံးပဲကြည့်စုတင်ပါတယ်။ကျွန်တော်ကတော့ Philip ပဲဖြစ်ပါတယ်။